အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ29ရက်နေ့ဆယ်လ2025ကနေကုန်အတွက်ဒုတိယလေးကိုတက်ပြပေးသွားပါမယ်ခင်ဗျာပထမဆုံးကျွန်တော်29ရက်နေ့7နှစ်8မိနစ်အတွက်เนาะမနက်ပိုင်းကျွန်တော်7နှစ်8မိနစ်အတွက်ပေါ့เนาะထိပ်စီလိုင်းလေးကိုပထမဆုံးကျွန်တော်ထိပ်စီပိုင်းလေးကိုစာပြီးပြပေးမယ်ခင်ဗျာเนาะကျွန်တော်ပထမဆုံးထိပ်စီပိုင်းလေးอ่ะဒီဟာ9ရက်6ရက်ဒီဟာ10ရက်3ရက်ဒီလေးလုံးပေါင်းချင်း 9 6 1 3ည4လုံးပေါင်းချင်းက9နဲ့1နဲ့ပေါင်းတော့6 6နဲ့3 6 6နဲ့2 7နဲ့7နဲ့ဆိုတော့ကျွန်တော်2ရမယ်2ရပါဝါက9ဟုတ်ပြီနော်2ရပါဝါ9ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့9ထိပ်စီတွေထွက်လာတယ်ခင်ဗျဟုတ်ပြီနော်9 6 1 3ညပေါင်းချင်းက7 7ဆိုတော့2ရပါဝါ9 9ထိပ်စီကျွန်တော်တို့ရသွားပြီเนาะ ဒီလေးလုံးပေါင်းခြင်းက7နှစ်ရဲ့ပေါင်းဝ9ခုနှစ်ထိပ်စီဒါက7နှစ်နိုင်10မိနစ်အတွက်ကျွန်တော်ပြနေတာပါခင်ဗျာနော်နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဆိုရင်နောက်တစ်ခုက9ရဲ့နှစ်နဲ့ပေါင်းတော့71 71နဲ့ဒီက9တုံညာပေါင်းခြင်းတော့76 လက်6လက်ပေါ်ဟောထား56ဒီကောင်က56ခင်ဗျเนาะ sorry ပါမှားပါတယ်ဟုတ်ပြီเนาะ9ရဲ့2ရဲ့ကျွန်တော်တို့ပေါင်းမယ်9နဲ့2နဲ့ပေါင်းတော့71တရား9နဲ့ပေါင်းချင်း71 20နဲ့2ပေါ့เนาะ22ဆိုတော့သူလည်း2ရဲ့ပေါင်းဝါက9ပဲခင်ဗျเนาะ2ပေါင်းဝါ9ဆိုတော့ဒီမှာလည်းကျွန်တော်တို့ပါထွက်သွားပြီလေ9ထိပ်စီလေးပါခင်ဗျเนาะဒါ9ရဲ့2ရဲ့ 9ရက်6ရက်ပေါ့ခင်ဗျာเนาะ9 6ပါဟုတ်ပါတယ်ခွန်4 5 6เนาะဒီကျွန်တော်တို့၄လုံးပေါင်းခြင်းဒီ၄လုံးပေါင်းခြင်းကကျွန်တော်တို့ဒီမှာပါရတာလေဆိုတော့เนาะ9 6 7 20 22ပေါင်းဝ9 9ထိပ်စီခင်ဗျာเนาะ9ထိပ်စီဒါကြောင့်လာမယ့်ကျွန်တော်တို့29ရက်နေ့เนาะ29ရက်နေ့17နိုင်10မိနစ်မှာကျွန်တော်တို့ထိပ်စီရတော့ဒီဟာ6ရက်2ရက်ပေါင်းခြင်းရဲ့၈ရက်၉ရက်ပေါင်းခြင်း ုတ်ပြီเนาะဒီနှလုံးပေါင်းချင်းပေါ့ခင်ဗျာရှေ့ရ9ရပေါင်းချင်းဒီ3ဒီ4လုံးပေါင်းချင်းက10 25ပေါ့เนาะ25 9ရကျွန်တော်တို့ပါဝါက3ညဟုတ်ပြီเนาะ9ပါဝါ3ညဆိုတော့ကျွန်တော်တို့ထိတ်စီးပါရသွားပြီလေဆိုတော့3ညတစ်လုံးရသွားပြီခင်ဗျာအထိတ်စီးရဟုတ်ပြီเนาะ နော်ဒီနေ့26ရက်နေ့မှာကျော်တော့ဘာထွက်သွားလဲဆိုတော့26ရက်နေ့ကညနေအရန်ကွက်ကထွက်တာပေါ့ခင်ဗျာနော်အရန်ကွက်ကထွက်တာ6998ကကျွန်တော်တို့အရန်ကွက်ကထည့်ဖို့ထွက်သွားပါမယ်ဒီမှာကျွန်တော်ပြပေးပါမယ်ကျွန်တော်ညာတွေ့ပြီးလိုက်ပါသေးတယ်ဒီမှာနော်ဒါကကျွန်တော်ပေးရတာကဒီ3ကွက်ပေးတယ်ပေါ့ခင်ဗျာနော်ဒီမှာဆိုနှစ်တစ်ဆိုရင်ကျွန်တော်နှက်ခန့်နဲ့ထွက်သွားတယ်ခင်ဗျာနော်နှစ်တစ်ဆိုရင်ဒီမှာနှစ်တစ်ဆိုတော့အရန်တက်ကထွက်သွားတာပေါ့နော် ဟုတ်တယ်နော်ဒီမှာဆိုနှစ်တက်ကလည်းအရန်တက်ကကျွန်တော်ကတော့ပြန်ချိန်မိတယ်ခင်ဗျာဒီမှာကျွန်တော်ကထိတ်စီးကညနေပိုင်းထိတ်စီးကကျွန်တော်ကနေကုန်အတွက်ပြောတာလည်းညနေပိုင်းထိတ်စီးကနှစ်ဟုတ်ပြီနော်နှစ်နှစ်ဆိုတော့ကျွန်တော်ကဒီမှာစေရပါဝန်တော့စေရနှက်ခတ်ကတက်ပေးတာလည်းအတွက်ကျွန်တော်နှစ်စစ်နှစ်တော့နှစ်တက်ထိုးလို့ရတယ်ဟုတ်ပြီနော်ကျွန်တော်အရန်တက်ကထွက်လာတော့မနက်ကညနေရောကျွန်တော်ပြီးတော့ကိုရှိဒီမှာဆိုရင်ဒီမှာ၄ရက်နှက်ခတ်က၄ရက်ပါဝါ၉ကိုကိုပါဝါ၉ရှိ၉၃၉တက် ဒါကြောင့်မို့ကျွန်တော်တို့က20ရက်နေမှာအရန်တဲကယူနှစ်ကွက်ထွက်တာလေခင်ဗျဟုတ်ပြီနော်အရန်တဲကနှစ်ကွက်ထွက်သွားတဲကမထွက်မနဲ့အရန်တဲကညနေပိုင်းအရန်တဲကယူပဲထွက်သွားတယ်ခင်ဗျနော်ညနေပိုင်းအရန်တဲကယူပဲနှစ်ကွက်ထွက်သွားတယ်ဟုတ်ပြီနော်အရန်တဲအရန်ပါလိုက်ထိုးမဲ့လူတော့ပေါ့မယ်ထင်တာပဲခင်ဗျနော်ဒါကကျွန်တော်20ရက်နေမှာကျွန်တော်ပြတာလေကျွန်တော်ပြရတဲ့ကဏ္ဍတဲကအရန်ကွက်တဲကနှစ်ကွက်လုံးထွက်တယ်မနက်ပိုင်းရောကျွန်တော်ညနေပိုင်းနှစ်တဲရော19ရောအရန်ကွက်တဲကထွက်သွားပါတယ်နော်ဟိုနှစ်တဲ့ ်ဒီမှာဆိုရင်68ဒါလည်းထွက်သွားပါတယ်เนาะ6998ဒါကကျွန်တော်20ဆင်းနဲ့တွက်ခဲ့ပြီလက်ဟုတ်ပြီเนาะ20ဆင်းတွက်နဲ့ခဏန်းလေးလေးပေါ့ဒါကအခုကျွန်တော်29ရက်နေ့မှာကျွန်တော်ဗာရသွားပြီလဲဆိုတော့တုံညတစ်လုံးကျွန်တော်ထိစီရသွားပြီခင်ဗျာเนาะတုံညတစ်လုံးထိစီရသွားပြီဆိုတော့ကျွန်တော်အပိတ်ကိုဆက်ကြည့်မယ်အပိတ်ခဏန်းလေးကိုကျွန်တော်ဆက်ကြည့်ရအောင်ပိတ်ကဏ္ဍလေးအောင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့အဲပိတ်ကဏ္ဍကဒီက1ရဲ့ ောက်ပြီเนาะ1ရက်9ရက်ပေါင်းခြင်းက8 7နဲ့2ရက်2နဲ့ပေါင်းခြင်းက3ည10ပေါ့เนาะ10ဆိုတော့3ညရဲ့ power က9ပေါ့ခင်ဗျာเนาะ3ည power 9ဆိုတော့ကျွန်တော်တို့ဗာထွက်သွားပြီလေဒီမှာ9အပိတ်နဲ့ကျွန်တော်တို့80နဲ့9ထွက်လာတယ်ခင်ဗျာဟုတ်ပြီเนาะ85ထွက်လာပါလေနောက်တစ်ခုကျွန်တော်ဆက်ကြည့်ပေးပါနောက်တစ်ခုကဒီမှာဆိုရင်9နဲ့9နဲ့ပေါင်းတော့6 16ဟုတ်ပြီเนาะ 6ပေါ့ဒုံညာနဲ့ပေါင်းတော့6 6 6ရဲ့ပါဝါခါ1 6ပါဝါ1ဆိုတော့ဒီမှာလည်းကျွန်တော်ဘာဖြစ်သွားပြီလဲတဲ့အပိတ်နဲ့80နဲ့တက်ထွက်လာတယ်ခင်ဗျာဟုတ်ပြီဒါကြောင့်မို့ကျွန်တော်29ရက်နေ့72နိုင်တက်မိနစ်မှာနော်72နိုင်တက်မိနစ်မှာဒီဟာ29ပေါင်းချင်းရဲ့7နဲ့ပေါင်းချင်း2 8 10 19 9ကိုရဲ့ပါဝါက4ဒါကြောင့်မို့ကျွန်တော်29ရက်နေ့72နိုင်တက်မိနစ်မှာ3ည4တခွက်ပဲထိုးရမယ်ဒါကမနဲ့ပါ နော်မနေ့နဲ့ညနဲ့မျှထုတ်ပေးပါခင်ဗျာနော်ကြောင်းမြန်လေးလည်းထွက်တတ်ပါလေ29ရက်နေ့နော်7နှစ်တမိနစ်မှာကြောင်းမြန်ထုတ်ပေးပါ3ည4ပြီးရင်ခုကျတော့ညနေပိုင်းပြမယ်နော်မနေ့ပိုင်းတော့3ည4တခွဲရပြီခင်ဗျာဟုတ်ရောဟိုညနေပိုင်းကိုကျွန်တော်ကြည့်မယ်ဆိုရင်ညနေပိုင်းကဟုတ်နော်ညနေပိုင်းဒီနှလုံးပေါင်းခြင်း ှစ်သုံးညပေါင်းခြင်းကနှစ်နှစ်ရပေါင်းဝါက9ကျွန်တော်တို့မှာဗာထိတ်တသွားပြီလေခွန်ထိတ်စီနှစ်သုံးညပေါင်းခြင်းကနှစ်နှစ်ရပေါင်းဝါ9 9ထိတ်9ထိတ်စီအပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီကျွန်တော်ခုဒီမှာကျွန်တော်ဝိုင်းလိုက်တယ်ဟုတ်ပြီနော်ဒီ9လုံးပေါင်းခြင်းခွန်1သုံးည16ပေါင်းခြင်း9နဲ့1နဲ့ပေါင်းတော့8သုံးညပေါင်း8 6နဲ့1နဲ့ပေါင်းတော့ ခုနှစ်ခုနှစ်နဲ့ရှင်းနေပေါင်းတော့15 15ဆို9ရပါဝါက3ညဒီမှာကျွန်တော်9ကိုပဲယူလာတယ်เนาะဒီ3ဒီ9လုံးပေါင်းခြင်းကနောက်ပဲရပါတယ်9ပေါင်း3ညဒီမှာ9နဲ့85ဆိုပြီးထွက်လာတယ်ဟုတ်ပြီเนาะဒါကြောင့်နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ခုကဒီညလုံးပေါင်းခြင်းဒီညကုန်းပေါင်းခြင်းက6ရပါဝါက1ဒီမှာ1ထိပ်စီထွက်သွားပြီခင်ဗျာเนาะ6ရပါဝါက1ထိပ်ထိပ်စီဒီမှာဒီ9လုံးပေါင်းခြင်းဟုတ်ပြီနော်ဒီ9လုံးပေါင်းခြင်း ခွန်9 9 4 5 2ပေါင်းချင်းဟုတ်ပြီနော်ဒါမှဆိုရင်ကို9နဲ့ညနဲ့ပေါင်းလဲကို4နဲ့5နဲ့ပေါင်းလဲကို9ကို3ဒီနဲ့12နဲ့9နဲ့ရဲ့ပါဝါက2ဒီမှာ2အပိတ်နဲ့ကျွန်တော်တစ်ဆက်7နဲ့ဆိုပြီးထွက်လာတယ်။ဟုတ်ပြီနော်။ဒါကြောင့်မို့ကျွန်တော်တို့29ရဲ့ညနေ4နိုင်ခွဲမှာဒီညလုံးပေါင်းချင်းဆက်ခွန်ရရတယ်9ရဲ့ပါဝါက2။ဒါကြောင့်မို့ထိပ်စီးကကျွန်တော်တို့ဘာရအောင်အရင်လဲ2ထိပ်စီး ဟောပြီနော်နှစ်ထိပ်စီအပိတ်ကိုကြည့်မယ်ဆိုအပိတ်ကဒီငါးလုံးပေါင်းခြင်းဟောပြီနော်ဒီငါးလုံးပေါင်းခြင်းတစ်ရက်နှစ်ရက်၂၂နှစ်နှစ်ရက်ပါဝါကခုနှစ်ပဲနှစ်ပါဝါခုနှစ်ကကျွန်တော်ကနှလုံးယူထားတဲ့အတွက်ကျွန်တော်ပါလာမယ်နှစ်နှစ်နဲ့နှစ်ခွန်းလာမယ်ဟောပြီနော်ဒီသုံးခွက်ကိုဦးစားပေးထိုးရမယ်ခင်ဗျာနော်29ရက်နေ့မှာဒီ3ခွက်ကိုဦးစားပေးထိုးရမယ်။ပြီးရင်ကျွန်တော်ကိုတွဲပေးပြပါမယ်เนาะအရန်ခွက်9ရက်ပါဝါနဲ့9ရက်နှက်ခတ်က3ည เนาะ9ပေါင်ဝ3ည9ရက်နှက်ခတ်က3 9ရက်နှက်ခတ်က6 2ရက်နှက်ခတ်က4เนาะဒီမှာဆွဲမနှက်ပိုင်းမှာဆွဲ9 9 4 9 6လာမယ်3ည9 3ည4 3ည6 3 9 3 4 3 6 9 9 9 4 2 2 2 9 2 4 3 9 2 3 4ဒီမှာအပူလာမယ်ဆိုရင်နှစ်နှစ်เนาะနည်းနည်းတော့မပါပြီဆိုရင်ကျွန်တော်ခွန်ခွန်ရေးပြမယ်เนาะခွန်ခွန်ရေးညှက်ညှက်ရေးပေါ့เนาะ 9000ဒီမှာဆိုရင်3ည2 3ည9 3ည4เนาะအပူက9000နဲ့2နှစ်ပေါ့เนาะစိတ်ကြိုက်ထိုးလို့ရပါတယ်ဒါမှမဟုတ်ရင်မနက်ထိတ်နဲ့ညနေပိတ်နဲ့ထိုးရင်3ည9 3ည2လည်းထိုးလို့ရတယ်ဟုတ်ပြီလား3ည9 3ည2ပြီးရင်2လိုးမယ်ခင်ဗျာเนาะနှစ်ခတ်တွဲလာခြင်းနဲ့လာမှာပေါ့ဒါလေးတွေထိုးလို့ရတယ်ခင်ဗျာเนาะအားလုံးပဲကျွန်တော်တို့29ရက်နေ့မှာ 28ရက်နေ့လိုမျိုးပဲကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ